ငလင်းဒေသတွေမှာဖြန့်ဝေထားတဲ့အာဟာရပြည့် biscuit တွေကိုပြန်လည်ရောင်းချပါကရေးယူမယ်လို့ UN ကထုတ်ပြန်ပါတယ်။ လူမှုကွန်ရက်မီဒီယာမှာရေးသားနေတဲ့ဒီပီစကစ်တွေကိုရောင်းချနေတဲ့ဆိုရက်ရေးသားချက်တွေကိုသိရှိထားပြီးအဲ့ဒီရေးသားချက်တွေမှာတသက်တည်းအထောက်အထားမတွေ့ရကြောင်း UN ကဆိုပါတယ်။နေပြည်တော်မှာ WFP အာဟာရဖြစ်ဘီစကစ်တွေရောင်းချနေတယ်လို့ဆိုရှယ်မီဒီယာမှာရေးနေကြတာ WFP ကသိရှိထားပြီးဖြစ်ပါတယ်။အဲ့လိုရေးသားချက်တွေမှာတသက်တည်းအထောက်အထားတစုံတရာမတွေ့ရပါဘူး။နေပြည်တော်မှာအာဟာရဖြစ်ဘီစကစ်တွေကိုဧပြီလ၁ရက်နေ့ကနောက်ဆုံးဖြန့်ဝေခဲ့တာဖြစ်ပါတယ်။တကယ်တော့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုပြန်လည်ရောင်းချဖို့မသင့်ပါဘူး။ WFP အနေနဲ့ပ ပုံမှန်လေးလာစောင့်ကြည့်နေတယ်လို့ရောင်းချတာတွေ့ရင်လည်းချက်ချင်းအေးအေးယူဆောင်ရွက်သွားမှာပါလို့ UN မြန်မာရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ WFP ကဖြန့်ဝေထားတဲ့အာဟာရဖြည့်ဘစ်ကစ်တွေမှာရိုးရိုးဘစ်ကစ်မဟုတ်ကြောင်းလက်တလောဖြစ်ခဲ့တဲ့ငလျင်ဘေးလိုမျိုးအရေးပေါ်အခြေအနေမျိုးမှာချက်ချင်းစားသုံးနိုင်ဖို့ထုတ်လုပ်ထားတဲ့အထူးအာဟာရဖြည့်အစားအစာတစ်မျိုးဖြစ်ကြောင်း UN ကဆိုပါတယ်။အဲ့ဒီဘစ်ကစ်တွေမှာဂျုံမုတ်ပေပီဆက်မုတ်တကြား အစီထုတ်ထားတဲ့နှုတ်မုတ်ဗီတာမင်နဲ့သတ္တုသက်တွေဖြစ်တဲ့ကယ်လ်ဆီယမ်မက်ဂနီဆီယမ်သံဓာတ်အိုဒင်းဖောလစ်အက်ဆစ်ဗီတာမင် B1 B2 B6 B12 နဲ့တခြားဓာတ်တွေများစွာပါဝင်ကြောင်းဘစ်ကစ်တွေကို6လအောက်ကလေးငယ်တွေကိုကျွေးလို့မရကြောင်းအသက်6လအထက်ကလေးတွေကိုမိခင်နို့ဝါအောင်တိုက်ကျွေးပြီးမှသာဘစ်ကစ်ကိုကျွေးနိုင်မှာဖြစ်ကြောင်းအရွယ်ရောက်ပြီးသူတွေအနေနဲ့ဘိုင်းစာတဲ့အခြေအနေပေါ်မူတည်ပြီးတနေ့ကိုဘစ်ကစ်၅ထုပ်ခန့်အထိစားသုံးနိုင်တယ်လို့သိရပါဗျ။ ဒီဘစ်ကစ်တွေဟာအရေးပေါ်အခြေအနေဖြစ်လာတဲ့အခါပုံမှန်အစားအသောက်တွေကိုချက်ပြုတ်ဖို့နဲ့ဝယ်ယူစားသုံးဖို့မဖြစ်နိုင်တော့တဲ့အချိန်မျိုးမှာအရေးပေါ်ချက်ချင်းစားသုံးနိုင်မှုရည်ရွယ်ထုတ်လုပ်ထားတဲ့အရေးကြီးတဲ့လူသားချင်းစာနာမှုအကွက်ကြီးတစ်မျိုးပါကမ္ဘာစားနေရေးခါအစီအစဉ် WFP ဟာငလင်လှုပ်ခတ်ပြီး48နာရီအတွင်းမှာငလင်ဘေးသင့်ပြည်သူတွေအတွက်အာဟာရဖြည့်ဘစ်ကစ်တွေကို စတင်ဖြန့်ဝေခဲ့ပါတယ်ဒီဘစ်ကစ်တွေကရောင်းဖို့မဟုတ်ပါဘူး အခုပုံမှန်ထမင်းဟင်းစားတော့နိုင်ပြီဆိုရင်ပိုရှန်နေတဲ့ဘစ်ကစ်တွေကိုမိမိထက်ပိုလိုအပ်နေသူတွေစီမျှဝေပေးလိုက်ပါလို့ UN ကထုတ်ပြန်ထားပါတယ်။အာဟာရဖြည့်ဘစ်ကစ်တွေကိုငလင်းလှုပ်ခတ်ခဲ့တဲ့ဒေသတွေမှာအရေးပေါ်အဖြစ် UN ကအခမဲ့ဝေငှထားတာဖြစ်ပါတယ်။